ဆိုလိုက်ခဲ့တဲ့လမ်းအောင်ဒရောင်ပွဲစဉ်တပွဲဟာမကြခင်မှာကျော်ရုတ်ချိန်နဲ့ရှိတဲ့ပွဲစဉ်ဖြစ်တော့မယ်ဆိုတော့မြင်အောင်မိသေးရဲ့ဗျာဒီပွဲမှာတော့ရန်ကုန်ဂလက်ဒီကိုစ်အနေနဲ့ဂိမ်းနံပါတ်1တုံးကမနိုင်ရရှိခဲ့တဲ့ drop အတိုင်းကိုပဲ၃ဂေါလောက်ထိပြန်လည်ပြီးတော့ထုတ်သုံးတာတွေ့ရတယ်ဟန်ရဲ့ပါရှာဒါအပြုံမှာ stick ရဲ့ အကျိုးဒီဝန်ဝန်နဲ့အတူပဲမင်ရိုမေးပိုင်းမှာဆိုရင်ဒီ blink ရဲ့ချောင်းကိုသူတို့ဆက်လက်ပြီးတော့အဆုံးပြုကြရည်ပြ။อืมအားလေး match up တစ်ခုတော့စောင့်ကြည့်ရအောင်မှန်တိုင်းပြောရရင်ဒီပွဲရဲ့ draft ကိုကြည့်နေနေတော့ဝိုးတွေဝါးတွေကတော့ဖြစ်တော့ဖြစ်သွားတယ်ဗျာနော်။ဒီ zone တွေပါစတင်မှာမြင်နေရတဲ့ leader တစ်ခုမှတော့စတင်ပြီးတော့ပဲ aggressive တွေကတော့မြင်တွေ့နေရပြီ။ CN Lin တော့ take down လုပ်ထားသေးတယ်။အဲလောက်နေနေတော့အတော်တော့မတတ်နိုင်သေးဘူးတစ်ခါတည်းပြ lucky တောက်ချောက်ကိုပြစ်ခုတ်ပြစ်ခုတ်ကြားထဲမှာ hand ရောင်းတော့ပြစ် forward သွားသေးတယ်အဲ့တော့ blink ောင်းကြရမကြီးကွန်တိုလေးနဲ့ပဲပြန်ပြီးတော့ရှိရဲဆိုပေမဲ့လန်ဖလဲတွေကြားထဲမှာလွတ်ထွက်ပါမလားဆိုတော့ကြည့်ရပါအောင်ခင်ဗျာ။အိုးနဲ့နဲ့လေးပဲဗျာနော်ဒီနေရာမှာတော့လဲသဖလဲလေးသာကြံရှိနေသေးမယ်ဆိုရင်တော့ဇင်းအန်နေနဲ့ဟီရိုကီရရှိသွားနိုင်တယ်။အာလီဘိုင် objective 5တွေမတိုင်ငယ်တစ်ခုမှာတော့ lucky အနေနဲ့ဟီရိုကီရရှိဖို့အတွက်ကြိုးစားခဲ့တယ်ဗျာ။ကျွန်တော်တစ်ဖက်ကနေပြီးတော့ Lina အနေနဲ့တစ်ခါတော့ဒီတော့တည်သွားတယ် flicker ပါပေးလိုက်ရသလို blink စီမှာလည်း flicker တိုင်းမရှိတော့ဘူးဆိုတော့ target objective ပေါ်လာတဲ့အခါမှာသူရဲ့ pick up တွေကတအောက်အားနေဝါနိုင်ကြီးရရှိနေဗျာ။အင်းတန်ပေါင်းအနေနဲ့ကတော့ game number 1မှာသူခါလီနဲ့ကောင်းကောင်း ယူ rotation တော့ပေးနိုင်ခဲ့တယ်။ Ariman Chap link up play တွေမှာတော်တော်အဆင်ပြေခဲ့တယ်။ဒါပေမဲ့ဒီအချိန်မှာတော့တန်ပေါက်ပြန်လဲပြီးတော့ပဲ grow ပြောင်းလဲအသုံးပြုထားတဲ့အချိန်မှာဘာကနေပြော OB ရဲ့ daily cash တွေသူ့ရဲ့ဒါ chest တွေလဲဆိုရင် combination တွေအများကြီးများဖြစ်လာနိုင်မလားဆိုတော့ကြည့်ရမယ်ဗျာ။ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီ bank goal line တွေနော်ပြီးသွားပြီ bank ချန်ခဲ့တယ်။ဒီຢာတွေမှာ magic damage နဲ့ဆော့တဲ့အရာသူက trade တွေတွေးနေရတယ်။ဟုတ်တယ်။ Rose မှာတော့ shin and ni နဲ့ကတော့နင်းလိလာပြီးတော့ vision ချက်သားရယ်ဗျာ။ danger crash ဖြစ်တဲ့အတွက်ကြောင့်ပဲဒီချောင်းရဲ့ position ယူရတဲ့အခါတွေ ambush assassination လုပ်ဖို့တော့ hold တဲ့နေရာတွေဒီຢာတွေကပို့ပြီးတော့ ောင်းနိုင်တယ်ဓာပြုံမှာတစ်ခုပြန်ကြည့်ရမယ်ဆိုလဲဒီဘိန်းသွားပါနေဗျာဒီအတိုင်းပဲเนาะခြုံနေရနေပြီးတော့ delicate ကြီးသုံးပြီးတော့အလီကောက်မှုတ်လိုက်တစ်ခါတန်းရှောင်းသွားရယ်ဆိုရယ်ကွက်တယ်လေဟုတ်တယ် CN ထပ်ပြောပဲ land flare ပေးထားတဲ့အချိန်မှာရင်းုံပြေးပြီးတော့အရင်ဆုံးကြီးလိုက်တဲ့10 7အနေနဲ့ target objective 5မှာအသာတိရနိုင်မလားဆိုတော့ကြီးရမယ်လေ9 combination တစ်ခုကတော့ရှိနေသေးတယ်ဟန်အနေနဲ့ကတော့ဒီ objective jungle ဖြစ်နေရယ်ဆိုတော့ဂျူရဲ့ဘက် jungle ဖြစ်နေရယ်ဆိုတဲ့အလျောက်သူကတော့ခေါင်းတိုးလို့ကတော့ရအောင်ပါပဲဗျဟုတ်တယ်ဆိုတော့ဒါပေမဲ့အရန်တော့အားနည်းနေပြီဗျာเนาะဆိုတော့ဒီ၄ယောက်နော်၃ယောက်ဆိုရယ်အားတစ်ခုမှာတော့ base fighter ကျွန်တော်သုံးသားဒီ trash ball 2 man လောက် ီပေးလိုက်တော့လေသဖလင်တော့ဖက်တဲ့သူတွေဟန်တောင်းလာခဲ့တဲ့ retarder ကို Helaki နေနဲ့ထပ်မသိပဲလို့တွားခဲ့ရာဒီက target objective 5ကိုရင်းပြီးတော့ပဲ trade လိုက်ချင်တာဒါပေမဲ့လည်းပဲထင်သားသလိုဖြစ်သွားတဲ့အစုံမှာတော့ team 7နေနဲ့ early time ပဲ early time ပို့ခုနအတိုင်းလေးပဲတော်တော်လေးတော့အဆင်ပြေနေပြီတစ်ချက်ပဲရှိရသူတို့အနေနဲ့ stage ကိုဘယ်အချိန်မှစပြီးတော့ကြီးနိုင်မလဲပေါ့နော်ဟိုရင်းရလေခုနက Jordi Drag Break Black Dragon တွေပါပြောင်းပြီးတော့သူ့အနေနဲ့ဒါအောင်လောက်ပြေးလာခဲ့တဲ့ပုံစံဖြစ်လို့ပြော Ultimate ကတော့မရှိတော့ဘူးဆိုတော့ Stick ကတော့ကြားတော့ညက်နေခဲ့ပြီ Corner လေးပါပဲ Jordan Fox ကတက်တော့တစ်ချက်ကြားတော့မပြတ်လေးပြီးတော့ပြေးထွက် Zali Cash ကလည်းအနေနဲ့လွဲသွားခဲ့တယ်ဗျာအဓိကကတော့ Connection လေးနည်းနည်းသွားလို့တယ်လို့ပဲပြောရမယ် Timing လေးနည်းနည်းလေးနှောက်ကြသွားတယ်အလျောက်မှာတော့ Stage ကိုတော့တိတ်တောင်းတော့မလုံသွားနိုင်ခဲ့ဘူးဆိုပေမဲ့ Mighty Swim တော်တော်လေးတော့စကားတော့ပြောပါမယ်ဂျာနေပါ Elbow ောင်းထပ်ပြီးတော့ပဲပေးလိုက်ကြတယ်မဟုတ် okay hero game ကိုတော့ဆက်လက်ပြီးတော့ယူလိုက်အင်းနဲ့ပဲဂုံးရှိတွေကိုပါစတင်ပြီးတော့၃ဆောင်နေပြီအရာလေးနောက်ကနေမယ်ဆိုရင်တော့အိမ်မဆိုးတွေကကျတော့ညာဘက်ထီကိုမတ်နေမယ်ဆိုတဲ့ပုံစံတစ်ခုတော့တွားပြီးတော့ဖြစ်နေလိမ့်မယ်ပေါ့နော်ကျတော့ YG အနေနဲ့ကတော့လက်ရှိမှာ game number 1အနိုင်ရရှိခဲ့တယ်အားလီပိုင်းမှာလည်းသူတို့အနေနဲ့ first target တွေ second target တွေကို game number 1မှာထိပိုက်တယ်ဆိုပေမဲ့ game number 2မှာတော့ DN7 ရဲ့ aggressive style အားလီ intro light chart တွေဆိုတဲ့အရာတစ်ခုသူတို့မခံစားနိုင်ဘူးဆိုတဲ့ပုံစံဖြစ်နေပြီဗျဒီကကျတော့ ground နဲ့ဒါကျရှင်တို့ရဲ့တွဲလုံးတွေကတော်တော်လေးကိုရဲ့အလုပ်တော့ဖြစ်နေတယ်အဲ့နောက်မှာ lucky ရဲ့ follower damage တွေကလောင်းအောင်မှုတော့ရှိနေရပြဗျာဒီအချက်တွေဒီအချက်တွေဒီ7ဆိုတော့တော်တော်လေးတော့ impact ဖြစ်စေတယ် daily cash လွတ်တော့လွတ်လိုက်တယ် hand အနေနဲ့အဓိကသူ့ရဲ့ rolling stone သာထီွားခဲ့မယ်ဆိုရင် blink တွေနဲ့ chain တွေပေါ့ကို G1 တို့နဲ့ဝင်လာလိမ့်မယ် weekend တစ်ခါလေးပြတ်မယ်ဆိုတဲ့ပုံစံတစ်ခုမှရှိရဗျာဒါအောင်လဲ OP နေတဲ့ကောင်းကောင်းကြီးနားလေလို့ ultimate တွေပေးလိုက်တာဗောနော် first down run ကတော့ gamma dip တိုင်ကင်မှာရွာသွားပြီဆိုတော့ goal ရှိလဲအကုန်ရတာမှာလဲအကုန်ရဆိုတဲ့ပုံစံတစ်ခုတော့ jerry တစ်ဖက်က OP နေနဲ့ရရှိတာဗျာ hero kill တကောင်ရတာဆိုတော့ဘာပဲပြောဒီအချိန်မှာ OP နေနဲ့ holy christ ရဲ့ first side ပါလာမယ်ဆိုရင်တော့ဒီချမတို့ရဲ့ alien damage တွေတော့ကျွန်တော်တော်တော်လေးကိုများပြားနေတော့မှာဗျာ တော့9ယောက်နော်9ယောက်စီကိုဒီအချိန်မှာတော့တယောက်တစ်ခါစီတော့အနည်းဆုံးကတော့ဒေါင်းထားရတယ်ဆိုတဲ့ပုံစံမျိုးကို YG ဘက်မှာတော့တွေးရတယ်။တင်းဆက်ပဲ rotation တော်တော်လေးအတုံးဝင်နေရဆိုတော့ကျွန်တော်ညင်းလို့တော့မရအောင်၄မိနစ်အတွင်းမှာတယောက်တစ်ချိန်စီကိုတိတ်တောင်းလှုပ်ထားတယ်။အဲ့တော့ stage ထပ်ပြီးတော့ပြီထားသေးတယ်။ဖက်ကနေပြီးတင်းဆက်ပန်းအနေနဲ့ objective 5ကိုပဲထပ်ပြီးတော့ focus ထားရမယ်ဆိုရင်တော့ lucky တော်လေးကိုတော့သွေးနှဲနေပြီဗျာ။ all lean ပြန်ကြသွားပြီ။အောက်မှာ lucky တော့ပြန်လာပြီးတော့ light butterfly turn dragon team ညားရမှာတော့ရင်းနေနေအဆုံးတက်ပေးလိုက်သေးရဲ့ဗျာ။ jagger မရှိတော့ no redistribution ပုံစံတစ်ခုမှဟန်တော့ diffuser ခင်းပြီးတော့ unit stone Rally，刚刚把 Rich Bill 先把我的主打点开的酷派 Magic 炸掉，这边都抓个一样。这边光在控制战，家里边养的有娃子的，对面喊的要过来对战，真的把我老妹说点三分，这些没跟潮流的先比娃比，偏偏要被 Objective 的 Trader 的碰在牛里边边，提前马上他突然的没跟 First Hour 故事里有啥比较重要的拉出来记呀没？这副亚兰的 Fighter 酷派的呀，把那哥们那些老亚绝绝跳，刚刚一困刚一玩的，掉到前三分里的，他的 Objective Fight 过 Second 的，别了亚多的，奥拉马西尼 First Hour 的老五把十六比五被打败没，打完。 那老祖的豹奶的酷了，我们的 damage 的酷巴都是压制瓦给的呀。好的，咱们经理豹酷了，多尼的技能都完了，马凯多人没有，这时候他比较期待，咱们的英雄叫 brave fighter，这时候看 from water 的那个特别的的酷巴 damage 的，贝尼的 jam 的 CK，这哪一点都老够了，马贝拉罗没变。大炮，小老给的凯的酷巴都是 passive，所以 now 的 kill sp，blink，teamplay 都偏了呀。trojan，罗马的凯欧尼的英雄都用好了呀，那大炮给的 performance，凯玩了，司马彪都是被雷凯努把偏偏的比。 ဟုတ်တယ်အဲ့တော့ objective file လေးတစ်ခုထပ်ပြီးတော့ကြည့်ရမယ်10 7ဒီအချိန်မှာ gain number 1ထပ်ဆမယ်ဆိုရင်ပို့ပြီးတော့အမားလေးတူတူသေးသေးတော့လှုပ်လာတယ်ဒါပေမဲ့ YG သည် make in time တကယ်10 5 combo combination တွေကြာရင်တော်တော်လေးတော့ကြောက်ဖို့ကောင်းနေဗျာဆာကီကိုမေးကြရှိတာ10 7 gain ဝပေးနိုင်လိုက်တာလားမအဲ့လိုတော့မဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့အာလင်းဂိမ်းမှာအဓိက10 7အရန်ကောင်းခဲ့တယ်ဂိမ်းနံပါတ်1မှာဒါပေမဲ့ မကင်းမကန်နဲ့ဘိုင်းနေမိုက်ထရိုဘိုင်းနေကြတော့ဝိုင်းရပို့ပြီးတော့စကားတော့ပြောသွားတယ်တင်းဖိုက်ပရေတီထပ်ပြီးတော့ကြီးရမယ်ပေါ့နော်ပြီးတော့အဲ့လိုမျိုးခါလီနဲ့ကျူရှင်းတွဲလုံးရတယ်အာလီဂိမ်းမှာအလုံးတော့ဖြစ်ခဲ့ရဆိုရင်မကင်းတကယ်တမ်းနေနေတဲ့အနေဘက်ရောက်တဲ့အချိန်ကျတော့အရင်အလုံးမဖြစ်သွားဘူးအဲ့ဒီအရာတွေကိုသူတို့ဒီအချိန်မှာပြန်ပြီးတော့ပြင်ဆင်ထားတယ်ဒီပြန်ပြင်ဆင်ထားတဲ့အချက်တွေဒီ match point ကိုပြန်လဲပြီးတော့ရသွားနိုင်မလားဆိုတာပဲပေါ့နော်ဒါတော့အမှန်ပဲဘာပဲပြောကျော်လက်ရှိမှာတော့ဝမ်ရှိနေနဲ့ကတော့ game number 2ကိုသူတို့တော်တော်လေးကြိုးစားမှသာရုံးကန်နေရဆိုရဲခိုက်တယ်ပဲဗျာနော်6မိနစ်ခွဲဆိုရဲ duration time တစ်ခုပါတော့ number 2.5k ကျော်လေးရောက်ပြီးစာစီရရှိတာတယ်ပစ်ကော့နဲ့ထွက်လာ ဲ့တယ်ဖလစ်ကာနဲ့ထွက်လာခဲ့တဲ့တစ်ဖက်ကဂိုးလိန်ဘဲကိုသူတို့ဘလို့ကန်ပါလဲဟိုပီနီနဲ့အနာကန်ကတ်ရဲကောင်တွေအကုန်လုံးတွေ့ငမန်း၃ကောင်ဖြစ်တဲ့ဒါအလီကက်ကိုတောင်းရှာလွတ်ပေးနေရဆိုတဲ့အရာတစ်ခုသွားပြီးတော့တွေ့ရတယ်ဗျာဆိုတော့ front line တို့အမေဘလိန်တို့ဟန်တို့ဒီဟီးရိုးတွေကတော်လီခက်ခဲနေရဆိုတဲ့အရာတစ်ခုသွားပြီးတွေ့ရတယ် Milistan Trolley, oh! Miani, Retinsevan Trolley, Padema, Tadio, Yanni, Rojo, Yenu, Miao, I mean, Yen combination to Kuro, Joji, I'm left easy with Peter, Boy, and Jaima, Hannah, that objective of Yano, you have a day, Amali so great, Curia type of being, Kanye, Kuma, Leather Flame, Dope, Paddy Peter, and now a plane, it is Sakra Fila Yarabia, that then a Hugi, Compiabio, Trailer, is reported to Kuma, Milly, Taro, Rotinseva, Dario, Force, Mate, Tal Cash, number one, Barricade, but Pia Tara, number Lina, three to one, Divakawa, Leather Flame, Tapira, Wally Gardens, of Crystal Bell, let's bring up there, Marisha. ောက်ကဘာလဲကိုမတို့ကိုမတို့ဟီရိုကပြပေးလိုက်ရတယ်ဗျာတကယ်လားကွန်ဘိုင်နေးရှင်းတစ်ခုလို့တော့ပြောရမှာပဲကစားတဲ့ကွန်လန်နဖလဲအမြောက်မှာတော့နောက်ကနေပြီးတော့ကျွန်တော်ရှင်းနေတဲ့ Lucky Heavenly Bound Choker နဲ့ပဲတော်တော်လေးကိုခလာတဲ့ကွန်ဘိုင်နေးရှင်းတစ်ခုကိုတော့မြေရေးလိုက်ရတယ်အဲ့တော့ YG ဒီချိန်မှာတော့သူရဲ့ဒါယူဆုံး pick ကောင်းကောင်းယူတော့အလုပ်ဖြစ်ဖို့တော့လိုနေသူ space ရှာပြီးမှ stage ကပြစ်ခွင့်ရမှာဗျာခုနကပတယ်မှာလဲ Dragon Fang ကြီးနဲ့သွားပြီးတော့ကြည်ပေးသားပြီးရေဗျာ Lucky ကိုတိုးပေမဲ့လဲသူသေးသူ front line မှာရှိနေတဲ့ blind တိဆုံးသွားတဲ့ခါမှာ million dollar force တွေ force ပုံစံလဲတော်တော်လေးကိုသေးသက်တယ်ဗျာ walk ကတယ် delicate လို့တယ်ဘလို့မှ 嗯。Mm. Mm. အဲ့တော့လီနာကျတော့အဓိကဒီပွဲမှာတော့ YG အနေနဲ့ Meju ကိုတော်တော်လေးကိုတော့ကျွန်တော်တွဲဆက်ရတော့တော်တော်လေးကိုတော့ခက်ခဲသွားခဲ့တယ်ပေါ့နော်အဓိကကတော့ကျွန်တော် River Area မှာ Dominate မလုပ်သွားနိုင်တဲ့အပြင်မှာ Meju အနေနဲ့ကတော့နည်းနည်းလေးနှိမ်သွားသွားတဲ့အခြေအနေလေးကသွားပြီးရရှိနေခဲ့တယ်ဒီအခြေအနေအားလုံးရဲ့ Impact တွေကျွန်တော် Side Lane တွေတော်တော်လေးကို Respect ရှာနေရပြအဲ့တော့ရင်းသည့် Front Line ထဲမှာကောင်းကောင်းယူတော့ Attention ရှာထားနိုင်ခဲ့မယ်ဆိုရင်တော့ Stage အတွက် Space တွေအများကြီးရလာမလားဆိုတဲ့အချက်ကို YG ဘက်ကနေပြီးတော့ထည့်သွင်းစဉ်းစားမှတော့ရတော့မယ်ဗျရှေ့ပွဲလုံးကလည်း Stick ကနှစ်ခါလောက်ထိအားလေးပိုင်းအောင်ပေါက်ခဲ့တယ်ဒီပွဲမှာတော့သူ111 110ဆိုတဲ့ပုံစံတစ်ခုတော့ဖြစ်နေ ဒါပေမဲ့လောလောဆယ်မှာသူတို့အနေနဲ့ first down run တွေပေးရတာလေအဲ့ဒါ throw လေးကြီးမာတယ်ဟုတ်တယ်ဒီက map control တွေအကုန်လုံးလက်လွတ်ထားရတယ်ဆိုတဲ့အခြေအနေပေါ့နော်ဒါပေမဲ့ blink နဲ့ hand နဲ့ကောင်းကောင်းလေးတို့တော့ဖြည့်ရှင်းထားမှသိတယ်ဒီ giant မှာယင်အနေနဲ့ငါလာခဲ့မယ်ဆိုရင်တော့သူတို့ရဲ့ front line အတော်တော်လေးကိုကောင်းသွားပြီနောက်ကနေပြ double mass man နဲ့ဆိုရင်တော့ follower damage တာလောက်လာခဲ့မယ်ဆိုရင်နောက်ပိုင်းကျရင်လည်း10 7အနေနဲ့တော်တော်လေးတို့ကယူဆိုင်ရမှာဗျာဆိုတော့ p ကတော့သူက petrify နဲ့ထွက်လာခဲ့ရနော်ဆိုတော့ dragon tail နဲ့ petrify ကကျွန်တော်တကယ် right side သွားပြီးတော့ကြာနေမယ်ဖြူရီယတိုင်းနဲ့ဒါကော့တီသွားပြီးတော့ဖြစ်နေမယ်ဆိုရင်တော့တေချာပေါ့သူဒီတကောင်ဖြတ်လို့ရရဆိုတော့အခြေအနေမှာ ကြည့်ရဥပမာကျတော့ lucky တို့ op တို့ရှင်းရတို့ဒီ hero တွေကိုတော့သူတက်လို့ရမယ်ကြာဒါပေမဲ့ရှင်းရစီမှာ purify နဲ့သွားဖြစ်နေဟုတ်တယ် purify ကို online နဲ့ absorb ရတက်အောင်ပါဆိုတော့ဒီချိန်မှာပေါ်နေတဲ့ low ကိုစပြီးတော့လုံနေတာကတင်းဆက်ပန်းဒါသိုးဖို့အတွက်လွဲပါမယ် 底个 stage 澳门不准去赌博呢，你睇到酷冇？请你研究挑战，我做嘅电视版就直接每个人酷都知道，咪变？演你咧头像脑袋，咱们 lucky 老得要入闸呢，老得等你个设计嘛？咯 lucky，阿陈南唔知咩呢？伊都早亡嘅。上 O P now 底个咧先，全部都变偷来，全部嚡休机，特搞变表变表来阿波住，新嘅嘅设计酷冇？lucky，兔咪听嘅话咧老变有话啲阿罗哩讲话嘅呢？阿底个阿维拉嘅靓仔都酷，阿变打来嘅先，都直接都酷就咪变多咪变啊。好啲，I 咧就底个电视版老 vanish 呢？呢老 vanish 呢？变个拍档呢变就关机入啦。 ောက်ထိမြတ် pressure ပေးနိုင်မလဲဆိုတော့ကြည့်ရမယ်ချင်းသေးပေါက်ကိုတော့သူတို့ဒီဒါ match point တစ်ခုကိုပြန်ရယူနိုင်ခဲ့မယ်ဆိုရင်တော့ game number 3တကယ်ကိုအကျဉ်းနဲ့ boss back combat တွေတော့ကြည့်ရတော့မှာဗျာအဲ့ဒါ CK တယောက်သေးပဲတစ်ဖက်ကနေပြီး YG sticky found တစ်ခုကိုတော့ပြန်လည်ပြီးတော့ဖြတ်သွုံးမှုတော့တော့ကြိုးစားနေပါသေးတယ်အဲ့ဒီမှာ state နည်းနည်းလေးတိုးသွားမယ်ဆိုရင်တော့ daily cash damage တွေကသူတစ်ခါတန်းပြတ်နိုင်နေဗျာနော် damage ပိုင်းကတော်တော်လေးများရဲဆိုတော့ magical outpost ကိုဖေးနေခဲ့တဲ့ OP ရဲ့ bait သွားဖြစ်နေရယ်အပေါ်လက်မရှိနေ inner tower တစ်လုံးတော့ခွင့်ပြုလိုက်ရတယ်ဒီကတော့ first down နဲ့ဖေးရလိုက်ရတဲ့အခိုက်အတန့်တစ်ခုမှာသူတို့အနေနဲ့ကျော်ဘလိုးမှရုံးတက်လို့မရတော့ဒီ jungle resource တွေကိုတောက် ောက်လျှောက်ဆုံးရှုံးနေဒါအပြုံမှာ objective fight တွေမှာလည်းဒီ lord တွေကို face up လိုက်ရတယ်ဆိုတော့ CS ကြီးက ultimate တော့ down နေပြန်ဒါပေမဲ့ super diamond dina ld နဲ့ပြေးလိုက်ရ Holy shit ကျွန်တော် bottom side မှာတော့သွားပြီးကြံနေသေးတယ် mid မှာလည်းကြံနေသေးရဗျာအဲ့တော့ yg အနေနဲ့ defending battle တစ်ခုတော့ကောင်းကောင်းကြီးတော့ controller နဲ့လို့တော့ပြောရမယ်တစ်ဖက်ကနေလည်းကျွန်တော် game 7အနေနဲ့အမှားတော့မခံအကောင်လာအတက်တွေပြန်ပြီးမီသွားနိုင်ချေရှိတဲ့အချက်တွေကိုတော့လုံးဝတော့မတွန်းဘူးဗျအဲ့တော့ပြန်လည်ပြီးတော့ fallback ပြန်ပြီးရင်သူတို့အနေနဲ့ objective တွေ mechanic ပိုင်းတွေကိုပြန်လည်ပြီးတော့ focus ထားပြီးတော့ပဲ low objective fight ကိုစိုင်းခေါ်မယ်ဆိုရင်တော့ ါတို့တို့တော့ snowball တိုက်သွားလိုက်မယ်ဆိုပိုကောင်းကောင်းပိုကောင်းကောင်းလေ maxman damage ကိုလေ lucky တရားနေတော့ပေးနေတရားဆိုတော့လုံးဝဖဲဖြစ်နေခဲ့တယ်ဆိုတဲ့ပုံစံတစ်ခုပဲ10 seven shot နေကစားကွက်ကဒီချိန်မှာလုံးဝတိတက်နေတယ်တစ်ဖက်တင်းဘလိုတွေတက်လာရင်ဘလိုတွေပြန်ပြီးတော့ချာမလဲဆိုတဲ့အရာတစ်ခုသူကောင်းကောင်းကြီးနားလေတယ်ဗျာဂျင်းလိုမျိုးကျော်ဒါယူထားတဲ့ hero တကောင်ဖြစ်တဲ့ yu song out drop တစ်ခုဟာ lucky ကိုကောင်းကောင်းကြီး pressure ပေးနိုင်တယ်ဆိုပေမဲ့လေ op နဲ့ရှင်းရပေးနေတဲ့ damage တွေ ck basic fighter rage slat တွေဒီအရာတွေက stip ပေါ်သွားပြီးတော့တက်ရောက်နေတော့ lina ကလည်း position တရားတော်လီခတ်နေရဗျာတစ်ဖက်မှာကြည့်ရမယ်ဆိုရင် front line ်းမှာရှိနေတဲ့ခေါင်းကြီး play အမှန်နဲ့သွားပြင်။ Oh stairs တပီတော့ပဲကျော်သက်ပေါင်း charge ကြားထဲမှာတော့တန်းပြီးတော့ပြတ်သွားခဲ့ပြီဗျာ။ high ground တက်ဖို့အတွက်ကတော့အကောင်းမွန်ဆုံးအချက်တစ်ခုလို့တော့ပြောရမယ်။စီရန်ဇုန်းနဲ့လိုက်ပြီးတော့ထားတာရဲ့ကြားထဲမှာ YG သူတို့အတွက် main resource damage dealer မရှိတော့တဲ့နောက်မှာတော့ high ground defensive player တစ်ခုကိုစိုင်းဖို့တော့တော်တော်လေးကိုခက်ခဲနေ Blink pick off တော့လှုပ်ထားပေးသေးတယ်ဗျာ။ Oh butterfly OP တန်းချသွားပြီ။နောက်မှလည်းရေးပြလေးပြတ်တော့တစ်ခုမှတော့ပြစ်ခုတ်ပြစ်ခုတ်လေးနဲ့ပဲ lucky ဒီလိုကြီးပြလေးပြီးတော့ရရှိသွားခဲ့ပြီဗျာ။မင်းမတို့ချင်းရတော့ပြစ်နေစားတို့ damage တွေကြားထဲမှာသူတော်တော်လေးကိုင်းသွားခဲ့ ဲ့လိုပဲလိနာ rapper တွေပြန်ကျင်းသားဆိုမင်းလေးမရှိတဲ့ creed ကိုဖြည့်ချဖို့တချို့သားဆို basic fighter ck ပြေးဝင်သွားဆို united stone stand တော့ပြန်ပြီးတော့ကြီးကွက်တော့ပေးတာဆိုသမီးတို့ဖြတ်မကန်တဲ့ malaysia က2 man တိုးပြီးတော့ပြန်လေ forward နဲ့ friend up နဲ့ဂျာမဟန်ပြန်ပြေးထွက်ချင်တယ်ဆိုပဲလေ kls p ck ဒိတ်ပိုက်လို့သွားကြီးပဲဖြစ်ပေါ်တယ်ဗျာ game 7 sticky foul တစ်ခုတော်တော်လေးတော့အသက်ဝင်နေကြီးဗျာ၄ယောက်လောက်ပဲရှိခဲ့ဆိုရင်မလို့ cn zone နေကြတယ်မှာရှေ့ကနေပြ ck တန်ပေါ့ရဲ့ front line tow eye နဲ့နောက်က lucky damage တွေတော်တော်လေးတော့အသက်ဝင်နေကြီးသူတို့ထမ်းဆောင်မှုလိုအပ်တာဒီ low objective လေးတစ်ခုပဲ stake နေနေဒါမျိုးခုနလိုမျိုး movement အမ ားကြီးထပ်ဖြစ်လို့တော့မရဘူးဗျ YG ဘက်ကလည်းတော့လုံးဝတင်းစဲမှန်းပဲဗျာနော်ကျော် game 1ရှုံးလိုက်ဆိုပြီးလဲ game နံပါတ်2မှာသူတို့ သူတို့ရဲ့ကျွန်တော်ဒါ motivation တွေတအားကိုမြင့်တက်နေရဲဆိုတဲ့အချိန်တွေတခုတော့စပြီးရောက်လာခဲ့ပြီလုံးဝမကြောက်ဘူးဗျာเนาะကျွန်တော်စိတ်တပိုင်းဆိုင်ရာမှာလည်းဖြည့်တင်တိုင်းဆိုတဲ့ခိုက်တော့သွားပြတွေ့ရတယ်ဒါပေါ့ရဖုန်းလေးကော်လီကောင်းနေဗျာဟုတ်တယ်အဲ့တော့တန်ပေါင်းအနေနဲ့ကတော့ခါလီနဲ့ဒါ grow ပြန်ပြီး changes လုပ်လိုက်တဲ့နောက်မှာပြီး performance တွေတော်တော်လေးတော့တည်ရတာတော့ပြောင်းလဲသွားတယ်အဓိကနောက်ကနေပြစီရန်နဲ့ live mode ကလည်းတော်တော်လေးရှိသွားခဲ့ရဗျာဒီပွဲမှာတော့အဲ့တော့ YG အသင်းအနေနဲ့ Midju ကိုရှင်းထုတ်တာတော်တော်လေးတော့ခက်ခဲနေတယ် pick off power ခဲ့ရဆိုရင်တော့မှနောက်ကနေပြီး surprise ဝင်လာမယ်ဆိုတဲ့ follow up တွေက link play တွေတော်တော်လေးတော့ကြောက်ဖို့ ော့ကောင်းနေရဗျာအဲ့တော့ဂီယူဆိုင်ရတယ်ပြီးတော့ stage ကလည်း instant ပြတ်ဖို့ကတော်တော်လေးကို chance မြင့်နေပြီ။ Sure ဒီအချိန်မှာ YG ဘက်ကပြန်ပြီးတော့စဉ်းစားကြည့်ပေးရအောင်။ YG ဘက်ကကြည့်ရမယ်ဆိုရင်တော့ကျွန်တော်တော်တော်စီမှာ first tower first mega tower ကိုပေးရလိုက်ရတယ်။ပေးရလိုက်ရတဲ့နေရာ mid lane ပြ။ဆိုတော့အဲ mid lane ရဲ့ impact ကတော့တိတ်ပြီးတော့မကြည့်ဘူး။သို့တော်လည်းနောက်ထပ် lorry တက်လာမယ့်အခါမှာဒီ mid lane မှာရှိနေတဲ့နောက်ထပ် throwing area တွေကိုပြေးဝင်လာမယ်ဆိုရင်တော့ဒီချပောက်ဘေးရဲ့ delicate catch တွေ physical damage တွေဒါအပြုံမှာကျွန်တော်ဝင်လာခဲ့မယ် lucky ရဲ့ damage တွေနဲ့တော့ကျိုးဝနိုင်တယ်နော်။ Q wave timing တွေအကုန်လုံး timing ကျနေတဲ့နောက်မှာ team 7နေနဲ့ objective အကုန်လုံးတော့ထပ်မံပြီး သိမ်းပိုက်ဖို့တော့ကြိုးစားအောင်လန်ဒပလဲပေးထားရကြမှာဟန်နေနဲ့တော်လေးတော့ကျွန်နေပြထပ်ပြီးတော့ rolling stone ပြပြီးတော့ forward ထားရကြမှာယင်အနေနဲ့ dragon fall နဲ့ကောင်းကောင်းယူတောင်းခံတော်လို့ပဲ yg အတွက်လိုအပ်နေတဲ့ချိန်တွေများပြီးတော့ဝယ်ပေးဖို့အတွက်လိုအပ်နေတဲ့ဆွဲချိန်မှာ lena အရင်ဆုံးတော့ down ပါခဲ့ပြီဗျ cloud သွားကြည့်ရဲဆိုပလဲဒီချိန်မှာ play leader သူ spare gas နဲ့ဝါးတဲ့ခါကခုမှ ck ပြလေးရပေးလိုက်ရလို့ယင် let the flag up at lucky last hit ချမှာ review ပေးလိုက် three man apple ဒီနားတော့ lena မစင်းပြပြကောင်းတဲ့ကျူလာတဲ့ခါကျတော့ chris to dalicash ali canonical မှာတော့ okay number 2 t7 ပြလေးနိုင်ရရှိ ီတို့သွားခဲ့ပြီဖြစ်ပါတယ် with reality show 1နေရာမှာနေရာယူထားခဲ့တဲ့10 7ဒီငါတို့လွယ်လွယ်ကူကူနဲ့တော့ဒီနေရာကနေစင်းမမဟုတ်ဘူးဆိုရင် message တွေကိုတော့ဒီအချိန်မှာတော့ပေးနေပြီဗျာအဲ့တော့ YG သူတို့အတွက်ကော game number 3မှာဘာလို့များပြန်လဲပြီးပြင်ဆင်လာအောင်မလဲ game number 1မှာအဆင်ပြေခဲ့တယ်ဆိုရင်လည်း adaptation ကောင်းခဲ့တဲ့10 7ကို game number 2မှာတော့မကြော်နိုင်ခဲ့ဘူးဗျာအကောင့်သေးပြီမယ် စိတ်တော့ပြင်းနေတယ်စိတ်တော့ပြင်းနေမိသားလို့တော့မညံ့အောင်ပြမနေရပဲတာတကပြသွားပြီးသွားပြီမက်သစ်စီကို game 1ရှုံးနေ game 2 game 3ပြန်ရိုက်ွားရဲဆိုတဲ့အခြေအနေတစ်ခုမှာကျွန်တော်အခု YG လဲ game နံပါတ်2ပြန်ပြီးတော့ရိုက်ခံလိုက်ရပြီဗျာ Euro တက်တော့မဟုတ်ဘူးနော်လုံးဝခေါင်းမပေါ်နိုင်